တွေ့ချင်းစင်များအလုံးမင်္ဂလာပါရှင်။နှစ်ပြန်ခုနှစ်ရက်ငါလား25ပေါ့နော်။ပုဒ်တော်ဦးနေမနက်ခင်းအတွက်ပါနော်။ဒီနေ့ညနေကတော့6ခွန်အတွက်သွားတာပေါ့နော်။ညီမပေးလာတဲ့ကဏ္ဍနဲ့မှာခွန်6ပါတဲ့အတွက်ကြောင့်။အော်ဒီကအော်ကတော့မဟုတ်ပေမဲ့ပေါ့နော်။ရံွက်လေးပါတဲ့အတွက်ကြောင့်မလို့ထိုးကြည့်လိုက်တဲ့ပြန်ရမယ်တော့ထင်ပါရဲ့နော်။ဒါဆိုရင်မြန်မာနှစ်ခင်းအတွက်ကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်နော်။ ဒီမှာရှိတယ်၈ဒီမှာရှိတယ်၆နှလုံးပေါင်းမယ်နော်၈၆နှလုံးပေါင်းတော့ပေါင်းခြင်းလေးရမယ်ပါဝါက9နဂတ်ကံနဲ့လေး9ဆိုပြီးတော့ဒါကတော့အနကင်းဟုတ်ထိတ်သေးသုံးလို့ရတာပေါ့နော်အဲဒါမနကင်းအတွက်ဆိုတော့ကြာမလို့မနကင်းထွက်တဲ့ကဏ္ဍလေးနဲ့တိုက်ကြည့်မယ်နော်လေးလေးပေါ့နော်လေးထိတ်ဆိုတော့ကြာမလို့ဒီမှာလေး9နဲ့မှာဒီမှာလေးထိတ်ဆိုပြီးတော့ထိတ်စီတစ်လုံးဆင်းနေပေါ့နော်ဒါဆိုရင်နောက်ထပ် တပင်ကိုဆက်သွားပါမယ်ဒီမှာရှစ်ဒီမှာလေးပေါ့နော်ရှစ်လေးနှလုံးပေါင်းတော့ပေါင်းခြင်းနှစ်ပါပါဝါကခွန်နက်ခတ်ကလေးနှစ်ခွန်လေးဆိုပြီးတော့ထိပ်စီးကသုံးလုံးရထားတယ်နော်ဒါဆိုရင်မနက်ခင်းတွေ့တဲ့နည်းနဲ့တိုက်ကြည့်မယ်ဒီမှာပါနှစ်သုံးဆိုတဲ့ကြောင့်မလို့နှစ်ထိပ်ပေါ့နော်ဒါဆိုရင်ဒီမှာနှစ်ခွန်လေးမှာထိပ်သုံးလုံးကနှစ်ထိပ်ကိုဇင်းသွားတယ်ပေါ့နော်ဒါဆိုရင်မနက်ပြမနက်တက်ကဒီမှာရှိတဲ့၉ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း၆ရတယ်၆ရဲ့ပါဝါက၁၆ရဲ့နက်ခတ်က၉၆တိပိုးဆိုပြီး တော့ထိပ်စီကသုံးလုံးရထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတော့ဘရိတ်ကလေးကိုဆက်ပြီးပါကြတယ်နော်ဘရိတ်ကကြတော့ဒီမှာရှိတာက10ဒီမှာရှိတာ9ပေါ့နော်10 9ခလုံးပေါ့နော်ပေါင်းချင်းရှိရတယ်ပါဝါကတော့နက်ကက်ကတ10 3 10ဆိုပြီးတော့ဘရိတ်ကသုံးလုံးရထားတယ်ပေါ့နော်ဒါဆိုရင်ထွက်တဲ့ကဏ္ဍလေးကိုပေါင်းကြည့်အောင်4 4ပေါ့နော်4 4နှလုံးပေါင်းတော့ပေါင်းချင်းရှိ10ဘရိတ်ဆိုပြီးတော့ထွက်ထားပါတယ်10 3 10မှာဒီမှာ10ဘရိတ်ဆိုပြီးတော့ 나중에 နောက်တစ်ပင်ကိုဆက်သွားမယ်နော်ဒီမှာရှိတာ၃ညဒီမှာရှိတာ၃ပေါ့နော်၃ညနဲ့၃နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက၃ပါဝါက၈နက်ခတ်က၅ပေါ့နော်၃၅ဆိုပြီးတော့ break က၃လုံးရထားတယ်နော်အဲဆိုရင် track down လေးကိုကြည့်ကြည့်အောင်နော်၄၃၃ဆိုတော့နှလုံးပေါင်းတော့ပေါင်းခြင်းက၅ break ဆိုပြီးတော့ရထားပါတယ်၃၅မှာဒီမှာ၅ break ဆိုပြီးတော့သူကစင်ထားတယ်နော်ဒါဆိုလို့ရှိရင်ကိုဆက်ပြီးတော့သွားမယ်ဒီကဒီမှာရှိတာနဲ့ဒီမှာရှိတာ၈နှစ်နဲ့၈နဲ့နှလုံးပေါင်းတော့ပေါင်း ချင်းက၃ညရမယ်။ပါဝါက၅ခွန်၊၃ညငါးခွန်ပြိဆိုပြီးတော့ရထားတယ်เนาะ။ဒါဆိုလို့ရှိရင်ခုရထားတဲ့ထိတ်နဲ့ပြိတွေကိုကဏ္ဍလေးတွေတွဲကြည့်ရအောင်เนาะ။ဒါဆိုရင် ရထားတဲ့ထိပ်စီကတော့6ရက်7ရက်9ရက်ပြီးတော့ရှာတွေ့ထားပါတယ်6 9ပေါ့နော်6ပါဒါဆိုရင် break ကိုပုံရ break ကိုသွားမယ်ဆိုတော့6 4 7 9 9ပေါ့နော်ဒါကတော့3ရ break 3ခွာပါနော်5 break ဆိုတဲ့ကြောင့်မလို့6 9 7 9 6ပေါ့နော်ဒါကတော့ဒါဆိုရင်5 break ပေါ့နော်ဒါဆိုလို့ရှိရင်ဆက်သွားမယ်9 break ဆိုတော့6 7 7 9 6 9 10ဆိုပြီးတော့ဒါကတော့ခုနှစ်ပရိတ်လေးပေါ့နော်ဒီလိုမျိုးရှာတွေ့ရပါတယ်နော်ဒီနေ့မနက်ခင်းကဏ္ဍလေးနေအောင်တူနေရနော်အဲ့တော့ရှာတွေ့ထားတဲ့ကဏ္ဍလေးတွေက over ကလေးကိုတွားပြီးကြောရှာကြည့်ရအောင်နော်ဒါဆိုရင်6ထိပ်ကို3ညပရိတ်ရဲ့နောက်တစ်ခါ6ထိပ်ကိုခုနှစ်ပရိတ်ရဲ့ပေါ့နော်6ထိပ်ကို3ညပရိတ် 6ထိပ်ကို3ညပရိတ်ဆိုတော့6 4ပေါ့နော်ဒါဆိုရင်6တက်6ပေါ့နော်ကဏ္ဍလေးတွေထပ်နေပါတယ်နော်ထပ်ကဏ္ဍလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ကွက်နှစ်ကွက်သုံးကွက်ထပ်တော့ကဏ္ဍလေးအလုံးပေါင်း6ကွက်ပဲရှိပါတယ်နော်ဒါပြန်ပြန်ကျင်တယ်ညီမဆရာရေးတာကိုဆက်ပြန်ကျင်ဖြစ်ပါတယ်ကိုလိုမောင်ကျဲဒီမကျန်နေတဲ့မဆိုလိုက်ပြီးတော့ပတ်သားကြပါနော်အားလုံးပဲပြန်ပြန်ကျင်မှာကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်